မင်္ဂလာပါရှင်။စာရေးသူတက်လုံးရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုရင်စာအုပ်ထဲကပြည့်စုံအားရကိုဘဝဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးကြပါရရှင်။ကျမရောစာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။ပြည့်စုံအားရကိုဘဝတင့်ရဲ့အသက်က15နှစ်ဖြစ်စေ52နှစ်ဖြစ်စေ တင်းရဲ့တင်းရဲ့ဘဝကိုအပြည့်အဝနေထိုင်နိုင်မှာပဲဖြစ်ပါတယ်။တင်းရဲ့ဘဝကတင်းအတွက်သာဖြစ်တယ်။အဲဒါကြောင့်ပြည့်ပြည့်ဝဝအကျိုးရှိအောင်သုံးရမှာပဲဖြစ်ပါတယ်။တင်းကအိမ်တောင်တဲ့ဖြစ်ဖြစ် လူပြိုလူလွတ်ဖြစ်ဖြစ်တထေးတကြွယ်ဖြစ်ဖြစ် မရှိစင်းရဲလူဖြစ်ဖြစ်မျိုးဘဝကဆက်ရေးဆက်ချီဖြစ်ဖြစ်တောရွာလေသမားယာသမားဖြစ်စေ ကိုဘဝကိုအတွက်အတိတ်ပဲရှိရမှာပဲဖြစ်ပါတယ်။လူရဲလို့ဖြစ်လာရကြုံနာအနည်းမှန်မှန်နေထိုင်ခြင်းသဘောထားမှန်မှန်ထားရှိခြင်းအတွေးမှန်မှန်တွေးတောခြင်းတို့ ਨੇ ဘဝထဲမှာအကျိုးကျေးဇူးကိုပြည့်ပြည့်ဝဝထုတ်ယူခံစားရမှာပဲဖြစ်ပါတယ်။ငေးမောတွေ့ဝင်နေလိုက်လို့ရှိရင်ဘဝအလဟတ်ကုံဆုံးသွားရလိမ့်မယ်။ဒါကြောင့်လှုပ်တဲ့လှုပ်ထိုက်တာလေးတွေကိုလှုပ်ပြီးတော့ ဘဝလမ်းကိုရှောက်လန်းခြင်းအဖြစ်လူဖြစ်ရကြုံနဲ့မှာပဲဖြစ်ပါတယ်။ဒီလိုဖြစ်လေတော့လုံတင်လုံထိုက်တာလေးတွေကိုညံမှီတွေ၍တတိတွေ၍ခနန်းစဉ်ထိုးပြီးလမ်းညို့မှုကလေးတွေပြုတ်လိုက်ပါတယ်။၁ပန်းတိုင်ကိုစိုက်ထူပါဘဝဆိုတာရက်တက်နေလို့မရပဲတသွားတဲ့သွားနေရတဲ့လမ်းခရီးဖြစ်ပါတယ်။ခရီးတဲ့တယောက်ဖြစ်လာတော့မိမိဘယ်ကိုသွားမယ်ဆိုတာကို တေချာစွာသိရှိနားလည်ရမယ်။မိမိသွားလို့ရပန်းနိုင်ုံစိုက်ထူရမယ်။မိမိဖြစ်တည်လို့ရရီမှန်းချက်ပန်းနိုင်ုံမှတ်သားစိုက်ထူရမှာပဲဖြစ်ပါတယ်။မိမိကပန်းတိုင်ကိုမစိုက်ထူလို့ရှိရင်တော့ဘဝစိုက်ထူထားတဲ့ပန်းတိုင်ဖြစ်တဲ့တေခြင်းတရားစီတို့မထင်မရှားရောက်ရှိသွားရပါလိမ့်မယ်။လူဖြစ်လာတိုင်းပန်းတိုင်ရှိတယ်လို့မထင်ပါနဲ့။များပြားလားစွာသောသူတွေဟာ ရည်ရွယ်ချက်ပန်းနိုင်ဆိုပြီးတော့မမေရရမရှိပဲစားအတုတ်တုတ်၊တွားအတုတ်တုတ်နဲ့တွားနေကြရတယ်။သူတို့ကိုကြည့်လိုက်ရင်ပန်းတိုင်ရှိတယ်လို့လို့နဲ့တကယ်တော့မရှိပဲခြေဥတက်ရရှောက်နေကြခြင်းဖြစ်လေရ။ကရုပ်ပေါ်ရှောက်နေရတယ်လို့ခြားလဲခြားလဲနဲ့စတင်တဲ့နေရာကိုပြန်ရောက်နေကြတာပဲဖြစ်ပါတယ်။ဒီလိုလူတွေပြည့်နှက်နေတဲ့လောကမှာတင်ရသူများထက်လွယ်လွယ်နဲ့ရှေ့သို့တက်လှမ်းနိုင်ရောက်နိုင်တယ် ငါဘယ်သွားမယ်ငါဘာဖြစ်အောင်လုပ်မယ်ဆိုရယ်ပန်းတိုင်းစိုက်ထူလိုက်ယုံသားဖြစ်ပါတယ်ပန်းတိုင်းစိုက်ထူပြီးတာနဲ့တပြိုင်နက်တင်းရဲ့အာယုံတွေကရောင်းလဲလဲဖြစ်မနေတော့ပဲစူးစိုက်ဦးတီယာကိုရရှိပြီးဖြစ်ပါတယ်တင့်ကိုရင်းမှပုံးကွယ်တိမ်မြုပ်နေစွမ်းအင်တွေကလည်းနိုးကြားထွက်ပေါ်လာပြီးတော့ဦးတီယာတို့စူးစီးမိမှာပဲဖြစ်ပါတယ်တယ်လရှိလုံးနေတဲ့အလောက်ကတင်းရဲ့ရည်ရွယ်ချက်ပန်းနိုင်တဲ့အံဝင်ခြင်းမရှိခဲ့ဘူးဆိုရင် အလုပ်ကိုပြောင်းသိရင်ပြောင်းအောင်မှာပဲဖြစ်တယ်။တင်လုပ်နေကြလုပ်ငန်းတွေအတွက်အချိန်စရအသစ်တစ်ခု ရေးဆွဲကောင်းရေးဆွဲရလိမ့်မယ်။တင်နန်းတစ်ခုခုကိုတက်ရောက်ဖို့တော့လကောက်လိုအပ်ပါလိမ့်မယ်။တင်ရည်စူးထားတဲ့မိန်းကလေးကိုချစ်စကားဖွင့်ဆို ပြောပြဖို့လည်းဖြစ်ကောင်းဖြစ်မယ်။ဒီအရာတွေကတော့တင်စိတ်ထူလိုက်တဲ့ပန်းနိုင်အပေါ်တည်နှီးပြီးဖြစ်ပျက်လာတဲ့ကိစ္စရက်တွေပဲဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်ပန်းနိုင်စိုက်ထူလိုက်တာနဲ့တပြိုင်နက် တင်ရဘဝကိုလိလိကိုပြုတ်မထားတော့တာတေးကြပါတယ်ဖြစ်တယ်လို့မနေတော့ပဲနေတယ်လို့ဖြစ်ရမယ်ဆိုတဲ့သဘောထားဖြစ်လာတယ်ဘဝကသူဖြစ်ချင်ရမဖြစ်ပဲကိုဖြစ်ချင်ရဖြစ်စေရမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်ကလေးကပေါက်ဖွာလာရပါတော့တယ်ပန်းနိုင်ရှိလာတဲ့အမျှလမ်းကလည်းပေါ်ပေါက်လာစမြဲပါပဲနှစ်တင့်ကိုတင်ယုံကြည်လိုက်စမ်းပါပြီးမြောက်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကတော့ မိမိကိုမိမိတန်ဖိုးထားတာဖြစ်တယ်ဆိုပြီးတော့ပညာရှင်တွေကဆိုမိန်ကြပါတယ်။မိမိကိုမိမိတန်ဖိုးမြင့်မြင့်ထားရမယ်။ကျွန်တော်ကဒီလိုဆိုလိုက်ရင်တင်ရသူများတွေတော့ဖြစ်မလားမသိဘူးကျွန်တော်ကတော့ညံ့ပါတယ်ဗျာဆိုပြီးဇောရကတက်ချင်တက်လိုက်မယ်။တင်ရညံ့နေဒီစကားကိုဘသူကတင်ကိုပြောခဲ့လဲ။ပြန်ပြီးတော့စဉ်းစားကြည့်ပါ။ခေါင်းအေးအေးထားပြီးတိတိကျကျပြန်တွေးစမ်းပါ။ငယ်စဉ်တောင်ချေကလေးဘဝဖြစ်ကောင်းဖြစ်လိမ့်မယ်။ မိဘတွေကတခြားကလေးနဲ့လက်ညှိုးထိုးနှိုင်းရှင်ပြီးနင်ကသူ့လိုမတော်ဘူးညံ့တယ်သူချီးစားဖို့ကောင်းတယ်ဆိုပြီးပြောချင်ပြောခဲ့မယ်ဆရာတူဦးကမင်းတိတ်ညံ့တယ်ဘယ်တော့မှလူတော်ဖြစ်မှာမဟုတ်ဘူးပြောချင်ပြောခဲ့လိမ့်မယ်သူတို့တွေကတော့အားမလို့အားမရဖြစ်ပြီးတော့တင့်အောင်တော်စီခြင်းလို့ဂယုနာဒေါသနဲ့ပြောဆိုကြတာဖြစ်ကောင်းဖြစ်လိမ့်မယ်တင်ကတော့သူတို့ပြောတာမှန်တယ်ငါကလူညံ့မယ်ဆိုတဲ့အချက်ကိုအသေးကင်လိုက်ပြီးတော့ လူညံ့ဖြစ်နေရတာတင့်အတွက်တင့်တော်မှန်ကန်တဲ့ဘဝဖြစ်တယ်လို့တင့်ခံယူမိခဲ့တယ်။ဒီလိုမဟုတ်ပါဘူး။တင့်ရဲ့အညွန့်ကိုဘသူမှချိုးလို့မရအောင်တင့်ကိုတင့်ချိုးမှပဲရတယ်။သူတို့ပြောစကားတွေကိုအမှန်ယူဆပြီးတော့တင့်ကကိုယ့်အညွန့်ကိုကိုချိုးခဲ့လို့ဒီနေ့မှ သူများလောက်မတော်တာပဲဖြစ်ပါတယ်။တင့်ညံ့နေဆိုတဲ့အယူဆခါချလိုက်စမ်းပါ။နေရာတိုင်းမှာတင့်လူတော်မဟုတ်ဘူးဆိုတာ သင်လည်းသိတယ်ကျွန်ုပ်လည်းသိတယ်လူတိုင်းသိတယ်ဒါပေမဲ့လူတိုင်းမှာတော်တဲ့တက်တဲ့ကျွမ်းကျင်လိမ္မာတဲ့အကွက်တော်ရှိတာကြီးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်သင်တော်တဲ့နေရာသင်တက်တဲ့နေရာသင်အဖြစ်ရှိတဲ့နေရာမှာတော်ယုံလူကသင်ကိုလိုက်လို့မမိဘူးသင်အန်ချော်နေတာဖြစ်နိုင်တယ်ကျောင်းစာညံ့လို့ကျောင်းပြေးခဲ့တဲ့အိုင်စတိုင်ရဲ့ theory သဘောထားကိုဒီနေ့သိပ္ပံပညာရှင်တွေလေးလေးစားစားခံယူနေကြရတယ် လူတယောက်ဟာတော်တယ်မတော်ဘူးဆိုတော့ကျောင်းကနေရပေတံနဲ့တိုင်းတာလို့မလုံလောက်ပါဘူးအဲ့ဒါကြောင့်တင်ရမိမိမှာရှိတဲ့အရေးအချင်းတွေကအလားအလာရှိတာတွေကိုဖော်ထုတ်ပြီးတော့အတုံးချလေ့ကျင့်သွားမယ်ဆိုရင်တင်ရလူတော်စီရင်ဝင်နေမယ်ဆိုတော့ကျွန်ုပ်ပြောဖို့တောင်မလိုတော့ဘူးတင်ပါသားတင်တိလာပါလိမ့်မယ်တင်ပေါ်မိဘတွေကလည်းအကဲဖြတ်မှားခြင်းမှားခဲ့လိမ့်မယ်ဆရာတွေကလည်းအကဲဖြတ်မှားခြင်းမှားခဲ့လိမ့်မယ် မိတ်ဆွေအပေါင်းတဲ့နေရာလဲအကဲဖြတ်မှားခြင်းမှားခဲ့လိမ့်မယ်။ဒါမဲ့တင်ကိုယ်တိုင်အကဲဖြတ်မမှားပါနဲ့။တင်ကိုယ်ထဲမှာတင်တော်တဲ့အကွက်ကိုရှာဖွေဖို့ထုတ်ပါ။တွေးရှိရင်ကြီးထွားအောင်ပြုစုပြိုးထောင်ပါ။တစ်ချိန်မှာတင်ဟာလူသားမှမဟုတ် လူတော်တယောက်ဖြစ်ကြောင်းပတ်ဝန်းကျင်အတိုင်းအဝိုင်းလက်ခံလာရမှာဖြစ်ပါတယ်။နံပါတ်3အခက်အခဲပေါ်စိတ်ရှည်နိုင်မှု ပြိုးထောင်ပါ။ အခက်အခဲဟေးလို့ဆိုလိုက်တာနဲ့လူကပြာလောင်ခတ်သွားတတ်တယ်။တကယ်တော့နေရာတိုင်းအချိန်တိုင်းမှာအခက်အခဲကပေါ်ပေါက်လာနိုင်တာဖြစ်ကြောင်းကြိုတင်ခံယူထားမယ်ဆိုရင် ထိတ်ခနဲဖြစ်စရာမလိုပြာလောင်ခတ်စရာမလိုပါဘူး။အခက်အခဲပေါ်မှာစိတ်ရှည်တီးခံနိုင်တဲ့လူကစိတ်လူလားမြောက်ပြီးသူဖြစ်ပြီးတော့အရေးပေါ်အခြေအနေမှာပင်ခေါင်းအေးအေးထားရှိလောက်ကင်နိုင်သူ ဖြစ်ပါတယ်။အခက်အခဲကိုကြိုတင်မျှော်လင့်ထားပါ အခက်အခဲနဲ့ကြုံရင်မငြင်းကြွပါနဲ့တက်ရှိတက်မဲ့ဘသူအပေါ်ဘယ်အရာအပေါ်မှာမှ အပြစ်မတင်ပါနဲ့ဆော့ဆော့ရပင်မိမိရဲ့လုပ်ငန်းမှာအခက်အခဲပေါ်ပေါက်မယ်ဆိုရင်ဘလို့အခက်အခဲတွေပေါ်ပေါက်နိုင်မယ်ဆိုတာကိုအတိတ်ကအတွေ့အကြုံအားဖြင့်တော်လကောင်းစာတို့အားဖြင့်ဆင်ခြင်ပြီးတော့ရသမျှအားနဲ့တော်လကောင်းမန်းစာကြည့်ထားပြီးတော့ပေါ်ပေါက်လာမယ့်အခက်အခဲတွေကိုကြော်လွှားနိုင်တဲ့နီလန်းတွေကိုရှာဖွေပြီး အသင့်ပြင်ထားတင်ပါတယ်အချိန်နဲ့ပြီးစီအောင်လုပ်ရတဲ့အလုပ်ဆိုရင် အချိန်ကိုစောပြီးအောင်လို့သတ်မှတ်ထားတင်တယ်ဒါမှသာအခက်အခဲတွေ့ရင် ခေါင်းအေးအေးထားပြီးတော့ကြော်လွားစရာနီးလဲအောင်သာကြံစီတင်ပါတယ်လောကမှာတည်ခြင်းတရားလွဲပြီးတော့မကြော်ဖြတ်နိုင်တဲ့အခက်အခဲဆိုတာမရှိပါဘူးနံပါတ်၄ကိုယ်ကဘာလေးရဲ့အပြင်ဘက်သို့ထွက်လျှောက်ပါ ကိုယ်အလုပ်ကိစ္စ ကိုအိမ်ကိစ္စကိုမိသားစုကိစ္စတွေဆိုရယ်ကိုကဘာလေးရဲ့မှာပဲအချိန်နာရီတွေမကုံလုံပါစေနဲ့မှန်ပါတယ်အလောဝတ်တရားကြီးတာဝန်နေများပြားနေကြရပဲကိုကဘာလေးရဲ့အပြင်ဘက်စီတို့အချိန်မရမကရှာဖွေပြီးထွက်ပြီးတော့ခြေလန်းနေရွှေ့လျှောက်ပေးပါအိမ်နီးနာချင်းတွေဘလို့နေကြလဲဘာကိစ္စရဲ့များထူးထူးထွေထွေဖြစ်နေကြလဲလမ်းနေရလူတွေရော နေကောင်းကြရဲ့လား သူတို့တွေဘာများအခက်အခဲအကျက်တဲတွေဖြစ်နေကြပါလဲ။ငါအနေနဲ့ရောဘလို့များကူညီနိုင်မှမလဲ။လက်ရည်ဆောင်မှချင်းနှုတ်ရည်ဆောင်မှချင်းစသဖြင့်တနည်းနည်းနဲ့ကူညီရရင်ကောင်းမှာပဲ။ပြင်ပကဘာလေးတွေကိုထွတ်ထွတ်ကြည့်ပေးပါ။စိတ်ဝင်စားစရာပြည့်နှက်နေပါတော့တယ်။နံပါတ်5တဲ့နှလုံးသားကိုနှွေးထွေးပါစေ။နှလုံးသားကိုနှွေးထွေးအောင်ပြုလုပ်ပေးနိုင်စွမ်းရှိတဲ့တစ်ခုတည်းသောအရာကတော့ မေတ္တာတရားပဲဖြစ်ပါတယ်။ပဝင်းကျင်မှလူသားတွေတရိတ်ဆန်နေအပေါ်ချစ်နိုင်သလောက်ချစ်ခင်နှစ်သက်ပါမေတ္တာတရားထားနိုင်သလောက်ပွားများထားရှိပါမေတ္တာတရားမထားနိုင်သူနဲ့ကြုံဆုံရရင်ရှောင်ကွင်းခဲ့ပါနှလုံးသားမှာအမုန်းပွားခြင်းကိုတော့မဖြစ်ပါစေနဲ့မုန်းဒီခြင်းဆိုတာနှလုံးသားကိုအေးဆက်မှကြောစေတယ်အေးဆက်တဲ့နှလုံးသားကလူမှုဘဝတွေမှာကောင်းကျိုးချမ်းသာတွေကို ဘယ်အခါဘယ်နေရာမှာမှပြပြဝဝထုတ်ယူရရှိနိုင်တယ်ဆိုပြီးမရှိခဲ့ပါဘူး။နှွေးထွေးရဲ့နှလုံးသားအားဖြင့်သာလျင်ပျော်ရွှင်ကြည်နူးဘဝရဲ့အရသာထူးတွေကို ခံစားရရှိနိုင်မှာဖြစ်ပါတော့တယ်။ဒီနေရာလေးမှာတော့ဆရာတက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကပြည့်စုံအားရကိုဘဝဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးတော့ပါပြီရှင်။ဒီကောင်းစဉ်လေးကိုတော့ချင်းတွင်းမဂဇင်းမှာရေးသားထားတာဖြစ်ပါတယ်ရှင်။ နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဒီလိုမျိုးစိတ်တက်တက်ကြွပွဲရခေါင်းစဉ်လေးတွေကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်လို့ Kushari ရဲ့ Listeners Heaven Audiobook Channel လေးကို Like and Subscribe လေးလုပ်ပေးသွားပါအောင်နော်။